ဒါကျွန်တော်တို့မနေ့ကညတော့ကကမ်းမြူသွားတဲ့နေရာပါ။ဒါအရင်ဆုံးဒီအပင်တွေကဒါမြေသားရှိတဲ့နေရာတွေပေါ့။ AOR တိုင်းညောင်နှုံမြို့နယ်မှာမြင့်ရင်တိုက်စားပြီးမြေကဘာပြိုကျမှုကြောင့်နေအလုံး20ရေတဲ့မျောပါသွားခဲ့ပါတယ်။ AOR တိုင်းမအူပင်ခိုင်ညောင်နှုံမြို့အမှတ်လေးရက်ွက်ရှိတိုးချဲ့နေမြေမှာဒီကနေ့မေလာ25ရက်မနက်တနားခွဲကန်အချိန်မှာ မြင်ကဘာပြိုကျတာကြောင့်လူနေရေအလုံး20ခန်းရေထဲမျောပါသွားခဲ့တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။ပန်းလိုက်မြေတိုက်စားမှုကြောင့်မြင်ကဘာတစ်ဆက်တစ်ဆက်ထဲရှိနေတဲ့အမလီရက်ွက်တိုးချန်နေမြင်နဲ့ရန်ကင်းဆန်ရအနောက်ကျွန်းကျေးရွာတို့ကမြေကဘာတွေ ပြိုကျခဲ့တာဖြစ်ပြီးအလျာပေ450ခန်းအနံပေ90ခန်းအထိကြီးမားစွာပြိုကျခဲ့တာဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်။လက်ရှိကတော့အိမ်30ကျော်လောက်ပြောင်းရွှေ့ဖို့လုပ်နေရတယ်။ အခြေအနေကတော့နည်းနည်းဆိုတဲ့အခုလူချင်းလမ်းကြောင်းရှိလို့ဆိုပြီးရဲရီရောစစ်သားတွေရောတာဝန်ရှိသူတွေရော ရောက်နေကြတယ်လို့ညောင်နှုံးမျိုးကံအမျိုးသားတအုပ်က CJ ပလက်ဖောင်းကိုပြောပါတယ်ဒေတာအာနာပိုင်းတွေအနေနဲ့ကေဇေးရေးလုပ်ငန်းချုပ်ဆောင်ရွက်နေတာရှိပြီးလက်ရှိအခြေအနေအထိတည်ဆုံးတင်ရရရှိတာတွေတော့မရှိသေးဘူးလို့သိရပါတယ်အခုပြောကြခဲ့တဲ့မြေကဘာဟာရခိုင်နှစ်30ကျော်ကပန်းလိုက်မြေကြောင်အဟောင်းဖြစ်ခဲ့ပြီးရန်ကင်းဆရာကျွန်းကြီးရွာက မြေကဘာပြိုကျပြီးမြို့နယ်တစ်ဆက်တည်းတောင်ပြန်ထွန်းလာခဲ့ကအမတ်လေးရက်ွက်ရှိတိုးချဲ့နေမြေအဖြစ်ပြန်ဖြစ်လာတာလို့မြို့ကွန်းတွေရဲ့ပြပြချက်အရသိရပါဗျ။မြေကဘာပြိုကျမှုကြောင့်နေစုစုပေါင်း98လုံးကလူဦးရေ266ဦးလက်တလုံးအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့သိရှိရပြီးအိုးအိမ်မဲ့သွားသူတွေအနေနဲ့ဘေးလွတ်ရဆွေမျိုးတွေနဲ့အနည်းရှိကြီးပါတွေက နေအိမ်တွေကိုညဘက်ကြီးအိတ်ချိန်ယူပြိုကျတာဝုံဝုံဆိုပြီး ဘေးကင်းရာထပြေးကြတာပဲဘာမှမယူလိုက်နိုင်ခဲ့ဘူးနောက်ထပ်လဲထပ်ဖြစ်နိုင်နေမြေသားတွေကမကောင်းဘူးတဲမြေတွေကြီးပဲရေကလည်းထိုးနေတာဒါတောင်ရေတက်ချိန်နဲ့မိုးတွင်မဟုတ်သေးလို့အချိန်နေတော့မကောင်းဘူးလို့မြေကမ်းပြူကြတဲ့ခန်းစားလိုက်ရတဲ့မြို့ကန်တူက CJ ပလက်ဖောင်းကိုပြောပါတယ်အမှန်လေးရက်ွက်တိုးချက်နေမည်ရှိကဘာပြိုတန်းခန်းစားခဲ့ရတဲ့အိမ်အောင်စုတွေတဲ့အချို့မှာမျိုးနယ်ကနေချပေးထားတဲ့ရန်ကင်းဆိုင်ရာအနောက်ကျွန်းပါလက်မြေမှာ ပေ20ပေ30ခန်းရှိမြေခွက်နေရာတွေရရှိထားပြီးဖြစ်တယ်လို့လည်းသိရပါတယ်။မြေခွက်ခြားထားပေးပြီးသားရှိတယ်။သွားမဆောက်ပဲဆက်နေနေကြတာ။အရင်မှသွားဆောက်နေကြဖို့အုတ်ကြီးတွေက စီမံထားတယ်။လက်ရှိကတော့စောင်းဝင်းနေရေးအိမ်ပြန်ဆောက်ရေးအခက်အခဲရှိတာပေါ့လို့ညောင်နှုံးမြို့နယ်အုတ်ချုပ်ရေးဖွဲ့နဲ့နှိစက်သူတို့က CJ ပလက်ဖောင်းကို ပြောပါရယ်။ဒါအပြင်လက်ရှိမြေကဘာပြိုကျမှုကြောင့်အိုးအိမ်မဲ့သွားသူတွေကိုမြို့နယ်အုတ်ချုပ်ရေးအဖွဲ့ကရခိုင်နေရာချထားပေးတဲ့မြေနေရာမှာ နေရာချထားပေးနိုင်ဖို့ရက်ကွက်အုပ်ချုပ်ရေးမှုတွေကလည်းတဆင်းလိုအပ်ချက်ရှိမရှိ စစ်စစ်ဆောင်ရွက်ဖို့ညွှန်ကြားထားတာမျိုးရှိတယ်လို့သိရပါတယ်။ပန်လိုက်မြေရေဟာဆက်လက်တိုက်စားမှုရှိနေတာကြောင့်ထပ်မံပြီးမြေကဘာပြိုကျနိုင်လို့အနေရရှိတဲ့နေအိမ်တွေကိုမြို့နယ်အာဏာပိုင်တွေကဖျက်ဖို့ညွှန်ကြားထားပြီးလက်ရှိနေအိမ်38လုံးဖျို့ဖျက်ကဘေးလွရာကိုရွှေ့ပြောင်းနေကြတယ်လို့သိရပါဗျ။မြေကဘာပြိုကျခဲ့တဲ့ဒီကနေ့မနက်မှာပဲ စစ်ကောင်စီရဲ့ AOR တိုင်းဒေသကြီးအစိုးရဖွဲ့လမ်းမန်းဆက်တော်ရေးဝန်ကြီးဦးနေမျိုးအောင်လာရောက်ကြည့်ရှုခဲ့ပြီးကမ်းပြုတ်ဘေးသင်းခဲ့တဲ့နေအိမ်တွေနဲ့ကြိုတင်ပြောင်းရွှေ့ရတဲ့နေအိမ်တွေကမိသားစုတွေကိုအိမ်ဆောက်ပစ္စည်းတန်ဖိုးငွေနဲ့ဆန်ရိတ်ခါအတွက်ငွေသိန်း80နီးပါးပေးအပ်ခဲ့တယ်လို့ကယ်ဆယ်ရေးပစ္စည်း16မျိုးပါးပုံးတွေနဲ့စပြတုံးတွေပေးအပ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ထမှန်ပြောကြနိုင်ခြင်းရှိသေးတာကြောင့်ဘေးအနေနဲ့မကြောက်ရွံ့စေရင် ညအချိန်ကမ်းပြူလို့အနေရမဖြစ်စေဖို့အသိပညာပေးရင်ညကင်းဆောင်စေရင်စရာတွေကိုမျိုးနဲ့အုတ်ချိုရဲ့အဖွဲတွေကိုညှဉ်းချသွားကြတယ်လို့သိရပါတယ်။ပန်းလိုက်မြေပေးမှာရှိတဲ့ညောင်တော်မျိုးဟာနှစ်စဉ်မြေကဘာပြူချမှုတန်းကိုခန်းစားနေရတဲ့မျိုးတစ်မျိုးဖြစ်ပြီးမြေကဘာပြူချမှုတန်းမဖြစ်ပေါ်စေဖို့တာထိန်နေရန်တွေကိုရှလန်းကနေလမ်း30အထိအခိုင်အမာတိစောက်ထားကအမြင့်ပေ30ကျော်ရှိပါတယ်။ပြီးခဲ့တဲ့နှစ်ဇူလိုင်လ16ရက်နေ့က တာဘောင်မရှိကွန်ကရစ်မြေထိန်နေရန်တွေအကြားကနေရေစိမ့်ဝင်လာကြောင်းတာရင်းရေဝင်ရောက်မှုတွေရှိခဲ့သလိုဇူလိုင်လ26ရက်နေ့မှာလည်းအမတ်တီရက်ကွက်57ကန်နာလန်မှာမြေကမ်းပြိုကျခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရေရှည်ရဲ့ဒီနိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက် ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။